မိုင်သမရဟောင်းမစ္စတာဒူတာဒီကို crime against humanity ဆိုတဲ့ဆွဲကျင်တဲ့ international criminal court ပေါ့ ICC ရုပ်ရုပ်ရှိတဲ့အဟိတ်ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကျွတ်တင်တရားစီရင်လုပ်ငန်းတွေဆောင်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဖြစ်စဉ်ကအခုဒီဖြစ်မှာပါနော်သူဘယ်လိုဖမ်းပါလဲဘယ်လိုဆွဲကျင်နေဖမ်းတယ်ဘယ်လိုတရားရင်ဆိုင်တယ်ဒါတွေအခုဒီမှာပါအဲ့တော့ခုနကျွန်တော်ပြောသလိုဒီ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်ရမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးရာရ ချုပ်တရားမှုရောက်ယူလဲဆိုတာမှားနေလို့ကျွန်တော်ယူတယ်။ဒီလိုမှားဝင်ခြင်းဒီသက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်ဆော်ကားတယ်လို့ဖြစ်တယ်လို့ ICC ရဲ့ဒီမှားဝင်သောလုပ်ရတစ်ခုဖြစ်ကဘာမှာဖတ်တန်းတင်သွားနေတာပေါ့။ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုအဖွဲ့ရှိတယ်။ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်။အဲ့ဒီဖွဲ့ရဆောင်တာပဲ။အဲ့ဒါကသူ ICC ရဲ့အောက်မှာရှိတယ်။အဖွဲ့ရှိဖြစ်တယ်။နောက် Interpol နဲ့ပေါင်းစပ်ဆောင်တဲ့ခါမှာလည်းအဲ့ခုနလို့ notice တွေထုတ်တာကနည်းနည်း လက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်ဟိုတရင်တွေကြီးတာမှားလာတာပါလားဒါကျွန်တော်မသိဘူးเนาะနောက်အစ်တပိုးအနေနဲ့ကလည်းတော့တက်ဆိုင်ရနိုင်ငံအစိုးရရဲ့တပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှလာတယ်သူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့နိုင်ငံလွှဲနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်ချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ဘာကိုထုတ်လို့သင်စဉ်းစားလဲဆိုတော့ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့ရှိရဟဲ့လားဟောလူခွေးတို့တန်းတို့ညီမမှုတို့အဓိကတာပြောနေတယ်လို့တစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်ချာအာဏာ နိုင်ငံနိုင်ငံတရားဝင်စိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတာအချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တပတ်တည်းကျွန်တော်စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒါနဲ့အာမရနာပြောရရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမရှိဘူး။အချို့နိုင်ငံတွေပေါ်မှာအကျိုးတရားမရှိဘူး။ဆိုတော့ double standard ဖြစ်နေတော့ဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လေသုံးတာ မင်းအောင်လိုင်းကိုဖမ်းတုညရန်ထုတ်ရန်ပြင်ဆင်နေသည့် ICC တရားရုံး၏လုပ်ရက်များမှားယွင်းနေပြီဟုကြံဖို့ဥက္ကဋ္ဌခင်ရီထွက်ပြောဖိလစ်ပိုင်သမရဟောင်းဒူတာဒေးကို ICC တရားရုံးကဖမ်းဆီးစစ်ဆေးနေမှုမင်းအောင်လိုင်းနှင့်နေပြည်တော်မှဗိုလ်ချုပ်များထိတ်လန့်တုံလို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖမ်းဝရမ်းထုတ်ရန်ပြင်ဆင်နေသည့်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ၏လုပ်ရက်များမှာမှားယွင်းနေကြောင်းကြံဖို့ဥက္ကဋ္ဌခင်ရီကထွက်၍ပြောဆိုလာသည် ယမန်နေ့ ICC တရားရုံး၏လုပ်ရက်များအပေါ်ချက်ဖို့ဥက္ကဋ္ဌခင်မီ၏တုံးသက်ချက်ဗီဒီယိုကိုစစ်တပ်လော်ဘီ Telegram Channel များမှတဆင့်ထုတ်ပြန်လာပြီးရင်တုံးတက်ချက်ဗီဒီယိုတွင်ကျန့်ဖို့ခင်ရီကဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကိုဖမ်းဆီးတရားစွဲဆိုစစ်ဆေးနေသော ICC တရားရုံးလုံရက်များသည့်နိုင်ငံတကာနိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါသောမှားယွင်းသည့်လုံရက်များဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည် ဖိလစ်ပိုင်သမရဟောင်းမစ္စတာဒူဒါဒေးကို Crime Against Humanity လို့ခေါ်တဲ့ဆွဲချက်နဲ့ International Criminal Court ကယုံကြည်ရှိတဲ့တဟိုက်ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ကနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကွင်းဆက်တွေကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်တိကျလေ့လာကြည့်တာမှာ နံပါတ်1သူ့အဖွဲ့ဝင်မဟုတ်တော့တဲ့နိုင်ငံမှာသူကသွားပြီးတော့တရားရေးရအရာအကျိုးသက်ရောက်မှုရအောင်ယူရဲဆိုတာဒါကမှားနေတယ်ဒီလိုမှားယွင်းခြင်းသည်တက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စေကားတာဖြစ်တယ်လို့ ICC ရဲ့မှားယွင်းသောလုပ်ရက်အဖြစ်ကဘာမှာမှတ်တမ်းတင်သွားနိုင်တာပေါ့ဟူကျန့်ဖို့ဥက္ကဋ္ဌခင်ရီကပြောဆိုသည်ဒီလိုလိုဖြစ်နေတဲ့ကမ္ဘာအခြေအနေကိုလည်းကျွန်တော်တို့သုံးသပ်တယ်အပတ်စဉ်လာစေ တော့သုံးသပ်တင်ပြချက်တွေရှိပါတယ်။မတိုးတော်လည်းပဲနိုင်ငံရေးပါတီနဲ့ဆိုင်တဲ့ကိစ္စဥသာလေးဦးစားပေးတဲ့သဘောဖြစ်ပါလိမ့်မယ်။အဲ့တော့ခဏိနိုင်ငံတကာအခြေအနေကတော့အတော်ကိုလှင်းလင်းမြန်မြန်နဲ့ရှုပ်ရှုပ်ထူထူပြောင်းလဲမှုတွေအများကြီးဖြစ်နေပြီ။နောက်ဆုံးရှိတယ်။နောက်ဒီဘက်ကဆိုဗီယက်ပြည်ထောင်စုပေါ့နော်။သူရှိတဲ့အခြေအုပ်စုရှိတယ်။အဒီအုပ်စုနဲ့စုကြားမှာအားပြိုင်မှုတွေက bipolar system ခေါ်တာပေါ့။ဝင်ရိုးနှစ်ဖက်စနစ်နဲ့သွားနေကြတယ်။တယောက်နဲ့တယောက်ချိန်ကြည့်ပြီးတော့သွားကြတယ်။ဒါကို balance of power အင်အား လေတင်ညီမျှမှုကိုခေါ်တာပေါ့နောက်ပိုင်းတော့1991လောက်မှာဆိုဗီယက်ယူနီယံကြီးနိုင်ငံ59နိုင်ငံကွဲထွက်သွားပြီးတော့နောက်ပိုင်းမှာဘိုက်ပိုလာစတစ်ကနေပြီးတော့ယူနီပိုလာစတစ်ကိုပြောင်းသွားတယ်ပေါ့အဲ့တော့အမေရိကန်ဥဆောင်တဲ့နောက်ဆုံးတစ်ခုတည်းကပဲတကဘာလုံးကိုရမ်ဘိုအုပ်ချုပ်နိုင်တယ်လို့ဖြစ်သွားတယ်အခုတော့ဒီအနောက်ဆုံးအပြိုင်မဲ့ဖွဲ့တွေအလျော်လျော်ပေါ်လာကြတယ်စီးပွားရေးရာရပဲဖြစ်ဖြစ်အပြိုင်မဲ့ဖွဲ့တွေပေါ်လာတော့ခဏကဘာကြီးဒီ multipolar world လို့ခေါ်တာပေါ့နော်ဝေယောဇုံသွားတဲ့စနစ်ကိုပြောင်းနေတယ်လို့ဒီလိုပရမစစ်ပြည်စစ်တုတ်တတ်ချက်ပါ ဲ့တော့ဗျာဒီနိုင်ငံတော်ဖြစ်စဉ်တွေကိုပြန်ကြည့်ရင်တော့အများကြီးပေါ့နော်အမေရိကန်နိုင်ငံနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆက်ဆံရေးအမေရိကန်နဲ့ယူကရိန်းရုရှားနဲ့ယူကရိန်းအမေရိကန်နဲ့ကနေဒါတရုတ်စသဖြင့်ဒါရီရဲ့ trade war ပုံသွေးမှုဖြစ်နေတဲ့အလားအလာနောက်အမေရိကန်ရဲ့ဂါဇာကမ်းတို့ဒေသပေါ်မှာထားတဲ့သဘောထားစသဖြင့်အများပြားနှစ်ရှိကြပါတယ်ဒီနေရာမှာလက်ရှိ hot ပစ္စုံဒရင်ကိုပြောပါဆိုရင်ဖိလစ်ပိုင်ပြည်ကိုပြောရမယ်ထင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲဖိလစ်ပိုင်သမရဟော မစ္စတာဒူတာတေးကို crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal court ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။အဲ့တော့ဖြစ်စဉ်လည်းအားလုံးသိပြီးဖြစ်မှာပါ။နော်သူဘယ်လိုဖမ်းသွားလဲ။ဘယ်လိုဆွဲချက်နဲ့ဖမ်းတယ်။ဘယ်လိုတရားရင်ဆိုင်ရတယ်။ဒါတွေအားလုံးသိမှာပါ။ဒီဒူတာတေးဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်းဥပဒေအရနိုင်ငံတော်လွှတ်ပေးဖို့ကဘာတော်ဟာဆန္ဒပြောင်းဝင် ဒါရှိနေတယ်အင်အားရွတ်မသွားဘူးနောက်တစ်ချက်ကတကယ်နိုင်ငံကြီးတွေစူပါပေါနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့ရုရှားတို့ရဲ့ ICC ပေါ်မှာယက်တီယက်တီရလဲမထောက်ခံကြဘူးအမေရိကန်နိုင်ငံဆိုလို့ရှိရင်အတူမိတ်ဆွေနိုင်ငံကိုဥပဒေမဲ့ဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်လုပ်မယ်ဒီလိုပြောတယ်စသည်ဖြင့်ပေါ့ဗျာဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတီရဲ့ဒီဖြစ်စဉ်ဟာပြောင်းပြန်ကျိုးတက်ရောက်မှုတွေရှိသွားနိုင်တယ်လို့ပဲဒီလိုအကြံပြုတုံ့တာပါတယ်ကျွန်တော်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ICC ဆိုတဲ့ခုနပြောတဲ့ International Criminal Court နိုင်ငံတကာပြည်ဥဆိုင်ရာတရားရုံးရဲ့ဆောင်ရွက်တဲ့ legal procedure တွေနဲ့ဖန်ဆီးခြင်းအကြောင်းတွေကိုကျွန်တော်အဓိကထားပြီးတော့လက်လှမ်းပြီးတော့လေ့လာကြည့်တာ ICC ဆိုတာကဘယ်လိုပေါ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်ကြာမှာပုံတော့ဂျာမန်တွေလူသားတွေပေါ်မှာကျုပ်လုပ်တဲ့ကိစ္စမျိုးနောက်ထပ်တစ်ခါထပ်ပြီးမဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့1989လောက်မှာတင်ပါတယ်ဒီအီလီနိုင်ငံရောမမျိုးမှာ ICC ဆိုတဲ့အဖွဲ့အစည်းဖြစ်ထုံးပေါ်ပေါက်လာပြီးတော့စပြီးတော့အခြေတည်ခဲ့တာအဲ့တော့သူက2025ဖေဖော်ဝါရီလဒီအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိတယ်ဒီအဖွဲ့အစည်းကဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့လှူဒါန်းငွေနောက်ဆိုရမို့တော့အဖွဲ့အစည်းတွေရဲ့ပံ့ပိုးငွေသူပုံကိုတူညီတဲ့လှူဒါန်းငွေဒီပေါ်မှာရက်တည်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်သူပုံကိုကိုတရားစွဲရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ် ICC ဆိုတော့နိုင်ငံဆွဲတာပေါ့ ICC ကကုလသမဂ္ဂရဲ့ branch ICC ကတော့ independent body ပဲတည်ကြလွတ်လပ်တော့ ခေါ်စည်းမှုဖြစ်တယ်အဲ့တော့သူလုံနိုင်တာကသုံးချက်ရှိတာပေါ့နော်ကျွတ်တင်တရားစီရင်ခြင်းတို့တရားရုံးမှာရေဆိုင်ဖြစ်စင်းခြင်းတို့နဲ့နောက်တရားခံက petition ပေါ့အယူခံအတနာခံစာဝင်တဲ့ဒီသုံးပိုင်းသူ့မှာဒီ function ရှိတယ်အဲ့တော့ကျွတ်တင်တရားစီရင်ခြင်းလုပ်ဖို့ဆိုတာကဘယ်သူကတိုင်ပါလဲတိုင်ချက်ရှိမှလုပ်လို့ရတယ်နော်အဲ့တော့ ICC ရဲ့လုတ်ပိုင်ခွင့်အာဏာထဲမှာအကြမ်းဖက်သုံးချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ ဒီ ICC ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ပိုင်တဲ့နေပြည်အတွင်းမှာဖြစ်လာတဲ့ဖြစ်စဉ်တွေဖြစ်ရတယ်မရရာဇဝတ်ပြုမှုတွေဒါတွေကိုသူကတရားစွဲဆိုတာတော့ဘာလို့လုပ်ပြနေတာပေါ့ဒုတိယချက်ကအဲ့ဒီနိုင်ငံရဲ့ပြည်သူတွေကတိုင်ပင်တော်မယ်တရားစွဲမယ်ဆိုရင်ဒါသူက ICC ကလုပ်ပြရတယ်နောက်တတိယချက်ကရတ္တမကလူကြီးကောင်စီလေ UN Security Council ကနေပြီးတော့လွှဲပေးတဲ့အမှုလို့ဆိုရင်သူကလုပ်ရတယ်ဒါကလွတ်လို့သူဘာမှသူလုပ်လို့မရဘူး ပြီး तू ဟာ तू ဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်တက်ဆိုင်ရအဲ့ဖွဲ့ဝင်နိုင်ငံကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကအဓိကကြတယ်ဒီမှာအားနည်းချက်တွေကဘာကိုတွေးလဲဆိုတော့ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့လေနံပါတ်၁ကဖိလစ်ပိုင်နိုင်ငံဟာ2019ရက် ICC ဖွဲ့ဝင်နိုင်ငံပြန်တုတ်ထွက်တာလေဖွဲ့ဝင်နိုင်ငံမှုတဲ့နိုင်ငံတနိုင်ငံမှာ ICC ကအခုလိုတရားစိုးစိုးပိုင်ခွင့်ရှိရလားဆိုတဲ့ကိစ္စအငင်းပွားပွဲဖြစ်တယ်နောက်တစ်ခုကဒီနေရာမှာပေါဝင်ပတ်သက်လာတာကနိုင်ငံငါရစ်တပ်ဖွဲ့ပေါ့ ICP ကိုခေါ်တယ်။နော် International Criminal Police Organization တနည်းအားဖြင့်အများသိကြတယ် Interpol လို့ခေါ်တာပေါ့။ဒါကသူကပြည်내နိုင်ငံလေယုံမှယူဆိုင်ထားတယ်ကြာ။ဖွဲ့ဝင်က195နိုင်ငံမှာရှိတဲ့ရတပ်ဖွဲ့တွေပါပေါ့။ကျွန်တော်မြန်မာနိုင်ငံလည်း Interpol ရဲ့ဖွဲ့ဝင်နိုင်ငံနှစ်စက်နှစ်စက် Interpol စီးပွားရေးဒါကမ္ဘာတဝန်းလိုက်ပြီးတော့သူတက်ရောက်ပြီးတော့ sharing တွေလုပ်နေရတဲ့အခြေအနေရှိတယ်။ Interpol နဲ့ ICC ကလည်းဘာ link မှမရှိဘူး။ဘာပူးပေါင်းဆောင်မှမရှိဘူး။မရှိဘူး။ဘာ MOU မှထိုးထားတာမရှိဘူး။ ်ခုကနေ့သတင်းတွေမှာဖော်ပြနေကြတာဥစားက ICC ကနေပြီးတော့ Rick Alert နဲ့ Mr. Duterte ကိုတရားစွဲတယ်တရားဝင်ခေါ်တယ်လို့တွေ့ရတယ် Rick Alert ဆိုတော့ကျွန်တော်သိသဘောမပေါ်ဘူး Interpol နဲ့ဆက်ဆက်တယ်ဆိုရင် Interpol ကလုံနိုင်တာက notice ပေါ့3 page ရဲ့ red notice နဲ့လုတ်တာပဲရှိနေတယ်ဒီသုံးတော့တရားဝင်သုံးဝင် Rick Alert ဆိုတာဟာတော့ကျွန်တော် Interpol လို့ဖွင့်စီရသုံးတာမတွေ့ဘူးအဲကြောင့်ဆိုကျွန်တော်မြန်မာနိုင်ငံရက်တပ်ဖွဲ့ရတယ် Interpol ဖွင့်ပဲလေတောက်ချောက်ဆက်ဆက်နေတာကျွန်တော်သိတယ် ့ဒီ notice တွေက interpol ကလုံနိုင်တဲ့ notice တွေကကျွန်တော်တို့ notice and diffusion for tax force ဖြစ်ရှိတယ်အဲ့ဒီဖွဲ့ကနေသူကလုံတာအဲ့တော့ notice ကရှင်းမျိုးရှိတယ်ဒီ red notice ရှိတယ်အခုလို့ဖမ်းဆီးပေးပါဗောဟာဟလာ blue notice ရှိတယ်ဟလာ green notice ရှိတယ် yellow notice ရှိတယ် black notice ရှိတယ်စသဖြင့်ဒါရှင်းမျိုးရှိတယ်အခုလို့ red notice ကတော့အနီအောင်သတိပေးချက်ဒီတဲ့ခန်းလို့တန်ရရှိတဲ့လူကိုဖမ်းပေးပါ ။အချို့ဆိုရင်ဒီတရားခိုင်းအကြောင်းအရာတွေကိုပြောပြပါ။လာစားတဲ့ဖြစ်မှာ Purple Notice ဆိုလို့ရှိရင်ဒီတရားခိုင်းကျူးလွန်သွားတဲ့ဤပညာနဲ့နီးလန်းတွေကိုပျောက်ဝေပြပါဆက်ပြီးဖြစ်။အဒီလိုခိုင်းလို့သွားလာရှိတယ်။အဲ့တော့အဲ့ဒီကသွားတယ်ဆိုရင် Red Notice ပြရမှာပေါ့နော်။ဒါလည်း Interpol ကလုတ်ချင်နိုင်လုတ်လို့မရဘူး။တဆင်ရနိုင်ငံရဲ့အချို့ကြအာဏာပိုက်ဆိုင်မှုကိုလေးထားရမယ်။တဆင်ရနိုင်ငံနဲ့ညှိနှိုင်းရမယ်။ဒီမှာဒါလုတ်ရတဲ့သဘောဖြစ်တယ်။အဲ့တော့ဘယ်သူကတရားစွဲတယ်ဖိလစ်ပိုင်နိုင်ငံအစိုးရမသိပါဘူးဆိုတဲ့ဟာတော့ ခုနလက်တွေ့ဖြစ်ရနေနည်းနည်းလေးလွဲနေတယ်လို့ယူဆတာအဲ့တော့ခုနကျွန်တော်ပြောသလိုဒီနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေဟောနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကတွားပြီးတော့တရားရေးအရအကျိုးသိအောင်မှုရအောင်ယူတယ်ဆိုတာမှားနေအောင်ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်စွာသလိုဖြစ်တယ်လို့ ICC ရဲ့ မှရင်တော့လောက်ရတခုဖြစ်ကဘာမှာပတ်တန်းတင်သွားနေတာပေါ့ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတာအဖွဲ့ရှိတယ်ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်လို့အဲ့ဒီဖွဲ့ရဆောင်ရတာအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတယ်အဖွဲ့ရှိဖြစ်တယ်နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလည်းအဲခုနလိုဟာ notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်ဟိုသတင်းတွေရေးတာမှားလာတာပါလားလို့ဒါကျွန်တော်သိဘူးပေါ့နော်နောက် အင်တာပိုအနေနဲ့ကလည်းနော်တက်ဆိုင်ရနိုင်ငံအစိုးရရဲတပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှလာတယ်။သူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါသည်နည်းနည်းလေးတော့နန်းချောင်းလွေးနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်။ဒီနေ့မှကျွန်တော်အချို့ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာလို့ထုတ်လို့သင်စဉ်းစားရလဲဆိုတော့ခဏကဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့စည်းတွေဟာဟလာဟောလူခွေးတို့ဒန်းလူကြီးများမှုတို့ ဓိကတာပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံတကာတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတာအချက်တည်းချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်ကကျွန်တော်တို့စဉ်းစားလို့အပြစ်မှမရနိုင်ဘူးလေဒီနေ့အာမရနာပြောရင် ICC ရဲ့ဆောင်ရွက်ချက်တရားကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှဘက်မှာအကျိုးတရားမရှိဘူးအချို့နိုင်ငံတွေဘက်မှာအကျိုးတရားမရှိဘူးဆိုတော့ double standard ဖြစ်နေတာဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလား